2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ့်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုထိခိုက်ပျက်စီးအောင်နှောက်ယှက်ဟန့်တာဖျက်ဆီးနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒေသခံပြည်သူ22ယောက်နဲ့အွန်လိုင်းမီဒီယာတခုကိုထပ်မံဖမ်းဆီးမှုတွေရှိနေတယ်လို့စစ်တပ်လက်အောက်ခံသတင်းစာတွေကနေတဆင့်သိရပါဗျ။အတူအရောင်ရွေးကောက်ပွဲမလုပ်ဖို့စီယုံလှုံ့ဆော်ဟောပြောတာဆန္ဒပြတာစာရေးတာတာရုပ်ပုံပိုစတာတွေချိတ်ဆွဲတာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုနှောက်ယှက်ဖျက်ဆီးတာတွေကိုဖမ်းဆီးအရေးယူမယ်လို့ဆိုထားပါတယ်ပြီးခဲ့တဲ့နိုမာလာ9ရက်နေ့ကလည်း AAMIG News Facebook page ကတင်ခဲ့တဲ့သတင်းနဲ့ဆက်ဆက်ပြီးပြည်ခိုင်ပြိုးပါတီဝင်ဦးအောင်စိုးကိုမဲဆွယ်စည်းရုံးနာတွေမလုံနိုင်ဖို့နှောက်ယှက်နေတယ်ဆိုပြီး AAMIG News Facebook page ကတာဝန်ရှိသူတွေကိုရွေးကောက်ပွဲဥပဒေပုံမှ24ကကြီးနဲ့အမှုဖွင့်အရေးယူပြီးဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နိုမာလာ9ရက်နေ့ကလည်းလွှတ်တော်ကိုယ်စားလှယ်ရဲ့အမီဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်သူတယောက်ကိုဖမ်းဆီးခဲ့တယ်လို့နိုမာလာ၄ရက်နေ့နဲ့9ရက်နေ့တွေမှာယူကဝဲဇလန်တိုနဲ့ပတ်သက်ပြီးစန့်ကျင်လှုံ့ဆော်တဲ့စာရေးသားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘရိုဆောမြင့်အပါအဝင်22ယောက်တို့ကိုယူကပွဲတိုက်ဖြတ်ဖို့ကြေညာချက်ထုတ်ပြန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပုံမှန်23ခါခွေနဲ့အမှုဖွင့်အရေးယူပြီးတော့ဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေလို့သိရပါတယ်။ ရွေးကောက်ပွဲကိုကောက်ကွယ်နိုင်ဖို့အတွက်နောက်ဆက်ဖြည့်ဆည်းသူတွေကိုထောင်နဲ့အနည်းဆုံး၃နှစ်ကနေထောင်နဲ့တသက်တကျုံနဲ့တည်တံအထိချမှတ်နိုင်တဲ့ဥပဒေတရက်ကိုစစ်ကောင်မရှင်ကပြီးခဲ့တဲ့ဇူလိုင်လတည်းမှာပြဋ္ဌာန်းထားခဲ့တာဖြစ်ပါရဲ့ရှင်။